င်္ဂလာပါခင်ဗျာကျွန်တော်မြန်မာ property dealer အနေနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အဖွဲ့သားတွေရောက်ရှိနေတဲ့နေရာကတော့ရန်ကုန်ဒလမြေကူဒလစီမံကိန်းနေရာကိုရောက်ရှိနေရမှာဖြစ်ပါတယ်အခုပြီးခဲ့တဲ့ရက်ပိုင်းကပဲကျွန်တော်တို့ဒီဒလဒလအလဲပိုင်းဆက်ပြီးစီးခြင်းအခမ်းအနားကိုလည်းကျင်းပခဲ့ပြီးဖြစ်တာကြောင့်ကျွန်တော်ဒလဒလကြီးကမကြခင်ပြီးစီးတော့မှာပဲဖြစ်ပါတယ်ဗျအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီဒလဒလပြီးစီးမှုနဲ့အတူဒီဒလဘက်မှာရောဘလို့ခွင့်လန်းနေလာခဲ့မလဲပြီးတော့ဒလဒဒါနဲ့ဆက်ဆက်ပြီးတော့လူတိုင်းမေးများနေတဲ့မေးခွန်းဖြစ်တဲ့ရန်ကုန်မြို့သစ်စီမံကိန်းရောဘလို့မြို့အချို့တရောက်မှုတွေရှိလာနိုင်မလဲအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီနေ့မှာ Channel Real Estate မှာကိုရှမ်းလေးကိုအခု လို့ပဲစုံစမ်းမေးမြန်းပေးသားမှာပဲဖြစ်ပါတယ်ခင်ဗျာကဲချန်နယ်ဟုတ်ကဲ့မိလာပါမိလာပါမိလာပါဟုတ်ကဲ့မကြပြီဗျာဟုတ်ပါပြီဗျာဒီစောင်းကြီးရန်ကုန်ကလည်းတရားကြီးလည်းတော်တော်လေးပြီးနေเนาะဟုတ်ကဲ့ပါဗျာတော်တော်လေးပြီးနေပါဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျာဒါဆိုရင်ကျွန်တော်တို့လက်ရှိဒလာအင်ချန်မီယာလည်းကျွန်တော်အတက်ဘက်ကိုဦးတည်နေပြီဆိုတော့ဒီဒလာအင်ချန်မီနဲ့ဆက်ဆက်ပြီးတော့လူမေးအများဆုံးမေးခွန်းတစ်ခုဖြစ်တဲ့ဒီရန်ကုန်မြို့သစ်စီမံကိန်းရအောင်အခုအနေနဲ့ဘလို့နှိုင်းရှင်ပြခြင်းလဲဗျာဒလာအင်ချန်မီနဲ့ဒီလိုပေါ့ရန်ကုန်မြို့သစ်စီမံကိန်းပြတော့လေတကယ် နိုင်ငံတော်ရဲ့စီမံကိန်းပေါ့အရန်ကြီးတဲ့ project စီမံကိန်းဆိုတော့ဒီစီမံကိန်းအကြောင်းကိုကျွန်တော်တို့အမှန်တည်းဝန်ခံရရင်ကျွန်တော်တို့တီးကြတီးဖို့ကျွန်တော်တို့မလွယ်ပါဘူးဟုတ်ကဲ့ဟုတ်ကျွန်တော်တို့ကိုယ်တိုင်လည်းတီးကြလည်းမသိပါဘူးဒါပေမဲ့ဘာဖြစ်လို့ဒီရန်ကုန်မြို့သစ်စီမံကိန်းကိုဘာကြောင့်မဝယ်နေကြလဲဘယ်လိုကြီးရဲ့ channel ဝယ်နေကြလဲဒါဘယ်လိုမျိုးပုံစံနဲ့ယင်းညွန့်နေကြလဲဆိုတဲ့လက်ရှိလုပ်နေတဲ့သူတွေရဲ့ လှုပ်ဆောင်ချက်လေးကိုကျွန်တော်တို့ကတော့တည်တည်မြဲလေးအောင်မျှဝေပေးလို့ရတာပေါ့လေနော်အဓိကတော့ရန်ကုန်မြို့သစ်စီမံကိန်းက project ကအရင်ကြီးတယ်နိုင်ငံတော် project ဖြစ်တယ်။ဘာအားသာချက်ရှိလဲလို့မင်းရင် तू ကနိုင်ငံတော်ဒီအစိုးရအဆက်ဆက်က approve လုပ်ထားတဲ့စီမံကိန်းဖြစ်တဲ့အတွက် तू ကပထမအားသာချက် तू ကမြေချပံမြေရှိပြီးသားဖြစ်နေတယ်။အော်နော်တရားလေမြေအဲ့မြေတွေတော့အကုန်လုံးနိုင်ငံတော်တင်ပြီးသားတင်ပြီးတော့ပြန်ပေးထားတဲ့မြေမြေချပံမြေရှိပြီးသားဆိုတော့ဒီ project က အစိုးရအနေနဲ့ပေးစုရပဲတက်တက်ဒါလုံမဲ့ project လို့ကျွန်တော်တို့ပြောလို့ရပြီတကယ်လည်းလုံမဲ့ project လို့ရပြီအဲ့တော့နေပြီးမင်္ဂလာချာထားပြီးပြီဆိုတော့ဒါဟာနိုင်ငံတော်နဲ့ဒီပြည်သူတွေကြားမှာအာဒီမျိုးတည်စီမံကုန်းကိုဆောက်မယ်ဆိုရုံကြည်မှုတည်ဆောက်ထားတဲ့ဟာလေးဖြစ်နေတယ်ဖြစ်တဲ့ခါသူအားသာချက်ကတော့ဒီရန်ကုန်မျိုးတည်စီမံကိန်းကနေပြီးမင်္ဂလာချာထားတယ်ဆိုတဲ့အားသာချက်ရှိတယ်ဟုတ် အာအနေချက်အနေနဲ့လက်ရှိမှာကဒီရန်ကုန်မြို့သစ်စီမံကိန်းကဒီစာရွက်ကိုကြည့်ပြီးတော့ဝယ်ရတယ်ဟုတ်တယ်ဟုတ်တယ်နော်မြေပြင်မှာဒီနေရာဟိုနေရာလို့ပြလို့ဖို့နေရာမရှိဘူးဟုတ်တယ်သူကဒီစာရွက်ကိုကြည့်ပြီးတော့ကိုကတထောင်းနဲ့ဝယ်တယ်1200ရောင်းမယ်1200 1300ပြန်ရောင်းတယ်အဲ့လိုမျိုးပဲတွားနေကြတာပုံများတယ်ဟုတ်တယ်အဲ့ပြီးတော့ဒီရန်ကုန်မြို့သစ်စီမံကိန်းရဲ့ဒီအမိကွက်တွေကိုအားလုံးက သူကဝယ်မယ်လို့ဆိုရင်သူကမြို့တော်စီပင်မှအိုးအိမ်မှာစစ်လို့မရအောင်ဘောက်ဆော်ဒါကစီပင်ဧရိယာထဲတည်းမရောက်တဲ့အတွက်သူကဒီဘာပဲတွန်ဒီခရင်ပေါ့နော်တွန်ဒီခရင်ဆိုတာထွေအုပ်တို့အဲဒီမြစ်စင်းတို့သူတို့လက်ထဲမှာပဲရှိသေးတယ်ဟုတ်ဟုတ်မြို့တော်စီပင်တို့အိုးအိမ်တို့သူကမရောက်သေးဘူးဟုတ်ကဲ့အဲတော့ဒီဒီမြေခွက်ကကိုယ်ဝယ်တာမှန်လားမမှန်ဘူးလားဆိုတာကတော့သူတို့တွေကဥပမာအားဖြင့်ထွေအုပ်ကို စစ်ကြတယ်မြေစင်းကိုစစ်ကြတယ်အဲအဲ့လိုပုံစံနည်းနဲ့အဝယ်ရောင်းလုပ်နေကြတာပေါ့နော်နောက်တစ်ခုကဒီစာရွက်ပေါ်မှာဒီစာရွက်ကိုပဲဝယ်ရောင်းဝယ်ရောင်းလုပ်နေတယ်ဆိုတော့ကျွန်တော်အမြင် तू က stock secret နည်းနည်းဆန်တယ်ဟုတ်ဟုတ်ကဲ့ stock ကစားနေတယ်လို့ဖြစ်နေတာဟုတ်ဟုတ်အဲကြောင့်မို့ပြီးခဲ့တဲ့3 5 6လောက်က200လောက်ပဲတန်တဲ့အရာတွေကကို1000ကျော်သွားပြီအခုဆိုရှင် तू က3900ကနေ1000 1500လောက်ထိကိုဖြစ်နေပြီ အဲ့လိုဖြစ်နေရကောင်းကောင်းလို့ဖြစ်နေပြီးတော့နောက်တစ်ခုကလည်းဒီရန်ကုန်ပြည်သူစီမံကိန်းကိုဒီမြေကွက်ကိုချပေးတဲ့အခါကျတော့သူကအမျိုးအစား၅မျိုး၆မျိုးနဲ့ချပေးထားတာ20 60လည်းရှိတယ်ဟုတ်40 60လည်းရှိတယ်50ပတ်လည်းလည်းရှိတယ်ပေတရာပတ်လည်းလည်းရှိတယ်ဧကလည်းလည်းရှိတယ်သူကကိန်းရံကြီးอ่ะဟာဆိုတော့သူရဲ့နိုင်ငံတော်စီရရထားတဲ့ပေးထားတဲ့ဟာတွေကအမျိုးအစားတွေများတယ်အဲ့မှာဒီမြန်ကုန်မြို့သစ်စီမံကိန်းကသူက smart city အနေနဲ့တည်ဆောက်မယ်ဆိုတော့ လမ်းကြီးကျယ်မဲ့ဒီပေါ့နော်နောက်ဆုံး model ဖြစ်မဲ့မြို့ဆိုတော့ဥမာဖြင့်လမ်းကြီးဆိုရင်အနည်းဆုံးမီတာ30ဟုတ်ဒါဒါတော့အနည်းဆုံးပေအချင်းကမီတာ30ရှိတယ်30 30ဆိုတော့33ပေလောက်ရှိတယ်ဒါတော့အချင်းဆုံးလမ်းဟုတ်အမှမီတာ40 50ဆိုတော့သူ့ရဲ့မြို့ပြရဲ့တိဆောက်ထားတဲ့ပုံစံရတော့တော်တော်လေးကိုလမ်းကြီးကျယ်တယ်စပတ်စီတီကောင်းကောင်းလုပ်နိုင်တဲ့အနေအထားမျိုးတို့ရှိတယ်လို့တော့ ထင်ရတာပေါ့လေနော်ဒါပေမဲ့လက်ရှိဘာလို့ဝယ်နေကြလဲဆိုတော့ပမာချက်ဒါဟာမဖြစ်မနေတချိန်ကျလုံးမယ်ဆိုတာသိထားတယ်ဘာလို့ဆိုတော့မြေချပါမင်းကလည်းချထားပြီးပြီဆိုတော့ဒါယုံကြည်ပြီးတော့ဝယ်ရတာပေါ့နော်အဲ့တော့အဓိကဒီလိုပေါ့ကြာရှည်ရင်းနှီးမြှုပ်နှံနိုင်တဲ့သူက၄ငါး၅နှစ်၄ငါး၁၀နှစ်တော့ပြစ်ထားနိုင်တယ်ကိစ္စမရှိဘူးဆိုတဲ့လူမျိုးကတော့ဟုတ်ဝယ်ကြတယ်ဟုတ်ကဲ့မြန်မြန်လေးဝယ်ကြတယ် အဲကိုကတပိုင်းတနိုင်လဲသွားမယ်နောက်နှစ်လောက်ပြန်ရောက်မယ် investment တွေနဲ့အလုပ်လုပ်တယ်6လတစ်နှစ်နှစ်နှစ်နဲ့ပြန်ရောက်မယ်ဆိုရင်တော့ဒီဒလဖက်ကိုဟိုဝယ်တာပုံများတာပေါ့နော်တော့ဒလဖက်ကအားသာချက်တော့ तू ကလက်ရှိမှာဈေးကမြင့်နေဆိုပေမဲ့ तू ကလက်ရှိမှာဒီရန်ကုန်ပြည်သိစီမံရေးနဲ့ဆိုင်ရင် तू ကလက်ရှိ ဒီနေရာဝယ်ပြီးနောက်နှစ်လနေပြန်ရောင်းလို့ရတယ်နေရာတိကျရှိတယ်သူတိဆောက်ပြီးသားဖြစ်တယ်ရန်ကုန်မြို့သိစီမံဒီဆိုင်အပေါ်မှာလုပ် stop နေတဲ့ဆန် stop sequence နဲ့ဆန်တယ်ဘောနော်အဲ့အဲ့ကြောင့်ဟိုဝယ်တဲ့သူကလည်းဒါတော့ကျွန်တော်မြင်တော့ငွေကို stop ပုံနဲ့ကစား ုံစံဝယ်နေတယ်လို့ပဲကျွန်တော်ထင်ပါတယ်အဲ့လိုပဲထင်ပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဗျာဒါဆိုရင်ကျွန်တော်ဒီရန်ကုန်မြို့သစီမံကိန်းကလည်းကျွန်တော်တို့တွေတော်တော်လေးရောင်းဝယ်ဖြစ်နေကြရပါတော့နော်မြေပြင်မှာအဲ့လိုရောင်းဝယ်ဖြစ်နေတယ်ဆိုတော့အဲ့လိုမျိုးရောင်းဝယ်လုပ်တဲ့အခါမှာဆောင်ရန်ရှောင်းရန်သတိပြုရန်လေးကိုအခုအနေနဲ့ဘယ်လိုလေးမျှဝေပေးခြင်းလဲဗျာအဓိကပေါ့နော်ရန်ကုန်မြို့သစီမံကိန်းကိုဒီစားစံတန်းကိုဝယ်မယ်ဆိုရင်တော့ခက်တာကကျွန်တော်ခရင်ပါမေးလို့တလားလေမျိုးစီပင်နဲ့အိုးအိမ်မှာစစ်လို့မရဘူးဟုတ်စစ်လို့မရတော့ဘယ်လိုဝယ်တင်လဲဆိုတော့ဥပမာဖြစ်ဒီမြေကွဲဝယ်မယ်ကိုဝယ်တဲ့သူ ကသူပိုင်ထားတယ်ဆိုတော့သူကျတော့ဒီလေသမားကိုပြန်ပြီးတော့ခြာခိုင်းတာရှိတယ်ဟုတ်လေသမားပေါ့ဟုတ်ကဲ့ဒီလေသမားပိုင်တာခိုက်တာမှန်လားပေါ့အဲ့တော့ဒီလေသမားကိုလည်းဖြစ်နိုင်ရှင်လေသမားကိုခေါ်ခိုင်းရမှာပေါ့ဒီလေသမားဒီဟာကိုလုပ်ခဲ့တာမှန်လားဟုတ်ဟုတ်နော်ဒုတိယချက်ကျတော့ကျွန်တော်တို့ဒီထွေးအုပ်ပေါ့ဟုတ်ထွေးတွန်ချင်းခိုင်ပေါ့ထွေးအုပ်တို့မြေစင်းတို့သူတို့ကင်ထားတာပေါ့ဟုတ်သူတို့စီကိုလည်းစီစစ်ရမှန်မှန်မှန်ဟုတ်စီစစ်ရမှာပေါ့နော် အဲ့တော့ဒီရန်ကုန်မြို့သစ်စီမံကိန်းရဲ့ဒီ project တစ်ခုလုံးရဲ့ဒီမြေပေးမိန်နေရပြောပြောပြောရှင်ပြောရှင်လာတော့ဒီအိုးအိမ်နဲ့စီပင်ကိုမရောက်သိဘူးရောက်တဲ့အဆင့်ကိုမရောက်သိဘူးအခါကျတော့ခဏကျွန်တော်ပြောသလိုပေါ့နော်ရရွာဥက္ကဋ္ဌအမနဲ့ကိုလည်းမေးရမယ်ဥကအဆက်ဆက်ရှိမှဝယ်တင်တဲ့အနေအားဖြစ်နေတယ်ပေါ့နော်ကျွန်တော်ကဒီမြေကွက်ကိုလေကျွန်တော်ကဒီမြေကွက်ကိုဥပမာအဖြစ်ကျွန်တော်မြေကွက်ကနိုင်ငံတော်က ငါးကွက်သိန်းလို့ကျွန်တော်တစ်ကွက်ပြန်ရတယ်ကျောင်းနာမည်ပြန်ရတယ်ကျွန်တော်လယ်သမားဖြစ်တယ်အဲ့ဒီလယ်သမားတွေကဟုတ်မဟုတ်စီစစ်ဖို့လို့နောက်တစ်ခုကကျွန်တော်ပြောလို့ပဲထွေးအုပ်ပေါ့သူတို့မှာမှတ်တမ်းတွေရှိတယ်ဟုတ်ကဲ့အဲ့မှတ်တမ်းတွေလည်းစမြေစင်းတို့ထွေးအုပ်တို့မှာအခုနေဆက်ရရတို့မှာမှတ်တမ်းတွေစစ်ဖို့လို့အဲ့လိုစစ်ပြီးမှပဲဝယ်တာရောင်းတာလောက်တာဟိုအဆင်ပြေမယ်လို့ထင်တာပေါ့လေနော်အဲ့တော့ဒါလေးကတော့ချောင်းချောင်းလေးပါ နောက်တစ်ခုကဒီကိုကတိန်းထောင်ရှိဝယ်တယ်ရောင်းတယ်ဆိုတော့ကျွန်တော်အမြင်ပေါ့လေဒီအိမ်ရှင်မြေမှာရှိနေတက်ကျွန်းနဲ့တက်ကျွန်းနဲ့ဒီရှိနေတင်နဲ့တိုင်ပင်ပြီးတော့စာဖြိုချုပ်ထားတာတွေကတော့ဟုတ်ကောင်းနေပြန်ဟုတ်ပါနော်အဲ့လိုမှတာဝန်ယူမှုတာဝန်ခံမှုကလည်းကိုရှိမှလေအဲကြောင့်ရှင်းနေကိုလည်းအသုံးပြပါဘို့နော်အဲ့တော့ခဏနေကျွန်တော်ပြောတဲ့ပုံစံနဲ့စစ်စစ်ပြီးတော့ဝယ်သိမ်းတယ်လို့ကျွန်တော်ထင်ပါတယ်နောက်တစ်ခုက ဟိုဒီသတင်းစာကြော်ညာလေးရယ်လဲကြော်ညာစီချင်တယ်ပေါ့နော်။ဘာဖြစ်တော့ကျွန်တော်ကဘယ်နှစ်ခုနှစ်ပဲခင်မှာဒီမြေဥပိုင်အမှတ်ဘလောက်ဒီမြေကွက်ဘလောက်ဒါကိုကျွန်တော်ဝယ်ထားပါတယ်ဆိုတာကိုတက်တည်နေနေဖြစ်အောင်ဝယ်ကိုဝယ်ထားမှန်းသိအောင်လဲခန့်ခိုင်မှမှလုပ်ဖို့လုပ်မယ်လို့ထင်ပါတယ်။ဟုတ်ဆိုတော့ရန်ကုန်မြို့သစ်စီမံကိန်းကမြေပြင်မှာမရှိသေးဘူး။သူကစိုက်ရဲပုံမှာပဲရှိနေတဲ့အတွက်အဖက်ဖက်ကခိုင်မှအောင်တိတ်ချောင်းလုပ်ဖို့မှပဲရှိနေနေဝယ်သင့်တယ်လို့ကျွန်တော်ထင်ပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ โอเคပါကိုကြီးအခုအရှင်းမှာလဲအခုတော်တော်လေးပြပြဆိုတော့ဖြေချပေးသွားပြီဆိုတော့ကျွန်တော်တို့ကြီးကိုအခုလိုမျိုးအချိန်ပေးပြီးတေချာဖြေချပေးရတော့အခုလည်းကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်မြန်မာ property dealer ကနေပြီးတော့နောက်ထပ်လဲစိတ်ဝင်စားဖို့ interview season တွေကိုထပ်မံပြီးပြသပေးသွားမှာဖြစ်လို့ကျွန်တော်မြန်မာ property dealer ကိုလိုက်ရ follow လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်လူဂျီမီနိုရဲ့ HMD တွေကို MPT application မှာအခုပဲအခမဲ့ဖြစ်တင်ကြလိုက်ပါ